နော်ဘုန်းကြီးတို့ ਨੇ တွေ့တဲ့အခါဒကာတော်မတွေကပါရှောင်းလေးရှိတော့ဆိုတပည့်တော်ကိုမေတ္တာပို့ပေးပါဗျာလို့ဒီလိုရှောင်းလေးရှိတကယ်ကတော့မေတ္တာဆိုတာကိုယ်တိုင်ပွားရနော်သူများပို့ပေးတဲ့မေတ္တာလေးကိုခံယူခြင်းနဲ့ဆိုတာဒါမေတ္တာဘာဝနာ ကိုရမှာမဟုတ်ဘူးနော်တစ်ဖက်သားပို့လွှတ်လိုက်တဲ့မေတ္တာလေးကြောင့်ကိုယ်မှာ အေးချမ်းတဲ့စိတ်ကလေးရာကောင်းရလိမ့်မယ်အန္တရာယ်လေးနည်းနည်းလုံခြုံသွားတာလေးဖြစ်ကောင်းဖြစ်နိုင်တော့လဲကိုယ်တိုင်ပို့တဲ့လောက်မေတ္တာအကျိုး၁၁မျိုးဆိုတာခံစားရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ့်ရဲ့ယဉ်တဲ့နှလုံးသားထဲမှာဖြစ်အောင်လုပ်ရမယ်ဘာဝနာတရားမျိုးသာဖြစ်တယ်သူများစီကခံယူရမယ့်အရာမျိုးမဟုတ်ဘူးတဲ့နော်ဒါကြောင့်မို့ရသော်ဗျာကဘယ်နေရာမှာမေတ္တာအပို့ခံရမယ်လို့ဒီလိုပြောတာမရှိဘူး မိမိတို့ကိုယ်တိုင်မေတ္တာဘာဝနာပွားများကဲဒါဖြင့်မေတ္တာဘာဝနာပွားတာဘယ်ပုံပဲနည်းပွားမလဲဆိုတာမေတ္တာပွားပုံလေးကိုဒီဘာဝနာကျင့်စဉ်တစ်ခုအနေနဲ့မေတ္တာပွားခုခေတ်မေတ္တာဘိုးတွေကိုရွတ်ဖတ်နေတာဟာစိတ်နဲ့နှုတ်နဲ့တခြားစီဖြစ်နေလို့ရှိရင်ဘာဝနာအစစ်ဖြစ်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်တိတ်ဆိတ်ငြိမ်သက်မှုလေး အချိန်လေးရလာတဲ့အချိန်မှာသူကတမာတိဖြစ်အောင် ပွားနည်းနဲ့ကုသရအောင်ပွားနည်းနှမျိုးရှိတယ်မယ်တမာတိဖြစ်အောင်ပွားနည်းလေးကိုမှတ်သားထားဖို့လိုတယ်တမာတိဖြစ်ပြီးတော့ဇံရသည်ထိအောင်စွမ်းအားတွေပြည့်တဲ့မေတ္တာဘာဝနာကြတော့ဘလို့ပွားရတော့ဆိုအမျိုးသားအမျိုးသမီးခွဲခြားထားအဲ့ချိန်မျိုးသားမျိုးသမီးတူဦးတဲ့ကို ပွားပြီးဩဋ္ဌိတမေတ္တာလို့ခေါ်တယ်တူဦးတဲ့ကိုပွားပြီးဆိုရင် အမျိုးသမီးကအမျိုးသမီးချင်းမေတ္တာပွားအမျိုးသားလည်းအမျိုးသားချင်းပေါ်မှာမေတ္တာပွားဒါဆံရအောင်ပွားတဲ့နည်းကိုပြောတာနော်ကိုယ်နဲ့ sex to the ပုဂ္ဂိုလ်ကိုရွေးရမဟုတ်လို့ရှင်မေတ္တာဘာဝနာရဲ့မေတ္တာဘာဝနာဟာလမ်းချော်သွားတယ်မေတ္တာကနေစပြီးတော့တဏှာရာဂဘက်ကိုရောက်သွားတယ်ဒါကြောင့်မို့လမ်းချော်သွားတဲ့အတွက်ကြောင့် အမျိုးသမီးဆိုရင်အမျိုးသမီးချင်းကိုအာယုံပြုအမျိုးသားဆိုရင်အမျိုးသားချင်းကိုအာယုံပြု